ဖြည်သူရှစ်ဆောင်ပါတီဩဂထဒေါ်တက်တက်ခံရလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကပေချခံရကြောင်း BIVR စစ်ကော်မရှင်ရဲ့ပြည်တော်စုရေးကောက်ွယ်ကော်မရှင်ကထုတ်ပြန်တဲ့အမှတ်လောင်စင်ရသိရပါတယ်တော်တက်တက်ခံရစစ်တက်ကပြုလုပ်တဲ့ရွေးကောက်ပွဲမှာရန်ကုန်တိုင်းအမျိုးသားလွတ်တော်မဲဆန္ဒအမတ်နှစ်မှဝင်ရောက်ရှင်ပြိုင်ဖို့ရှောက်လော်တင်တင်းခဲ့တာပါသူရဲ့မဲဆန္ဒနယ်မှာဗဟန်းကမာရွတ်အလုံးစမ်းချောင်းကြည်မြင်တိုင်းလိုင်းမယန်းကုန်းနဲ့မြောင်းကလာပါမြို့နယ်တို့ပါဝင်ပါတယ် ဒါပေမဲ့သူ့ရဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကတော့နိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ရောက်ရှင်းပြမှာဖြစ်ပါတယ်။ဒီလိုစစ်ကော်မရှင်ရဲ့ပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC ကကုစက်လောင်းဆင်းရဲမှာမပါဝင်တဲ့အပေါ်ပြည်သူ့ရှစ်ဆောင်ပါတီ PPP ကတရင်ဝင် ထုတ်ပြန်ရှင်းလင်းတာမျိုးမရှိသေးပါဘူး။ ဒေါက်တာတက်ခိုင်ဟာ2019ခုနှစ်မှာပြည်သူ့ရှေ့ဆောင်ပါတီကိုထူထောင်ခဲ့ပြီး2020ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ပြီးအနိုင်မရရှိပဲရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။2021မှာဆက်အနာသိမ်းမှုဖြစ်ပွားပြီးနောက်စစ်ကော်မရှင်ရဲ့လူမှုဝန်ထမ်းကေဆယ်ရေးနှင့်ပြည်နယ်နေရာချတာရေးဝန်ကြီးဖြစ်လာခဲ့ပြီး2023ဩဂုတ်3ရက်နေ့တွင်ဟိုတယ်နေခီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ်ပြောင်းလဲခန့်ခံရက2025ခုနှစ်ဇန်နဝါရီ23ရက်နေ့တွင်ဝန်ကြီးရဒုတာဝန်မှအနာပေးခံရပါတယ်ရှင်။ င်။ Burma Independent Voice ရဲ့နောက်ဆုံးရသတင်းများကို Facebook, YouTube, Telegram Channel များတွေအချိန်နဲ့တပြေးညီကြည့်ရှုနိုင်ပါတယ်။ BIV ဟာလွတ်လပ်ပြီးအမိခိုကင်းတဲ့မီဒီယာအဖြစ်ရည်တည်လျက်ရှိပါတယ်။ပြည်သက်တွေအနေနဲ့ကျမတို့ရဲ့ BIV ရဲ့သတင်းများကိုမျှဝေပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ Burma Independent Voice